မင်္ဂလာပါဗျာအားလုံးကျန်းမာပါစေချမ်းသာပါစေပိုင်ရဲစုံမျက်နှာမြင်ပိုင်ရဲစုံတန်ကြားလို့တနေ့ကိုပျော်ရွှင်ပါစေဗျာအဲတတလုံးပျော်ရွှင်ပါစေလို့ပိုင်ရဲစုတံပြောင်းပြီးတောင်းပေးပါလေဗျာနော်အားလုံးကျန်းမာပါစေချမ်းသာပါစေဒီနေ့ကတော့6ရက်လေလ2025ပေါ့နော် အဲ၆လ၄လ2025ပိုင်းဒီနေ့ပြောချင်တာကရခိုင်စီရင်ကြောင်းလေးလည်းသိကျင်တဲ့သူရှိတယ်။ဗမော်ဘက်တွေသိကျင်တဲ့သူရှိတယ်။လာရှိုးတို့ကြောင်းမဲတို့နောင်ချိုတိဘောတို့သိကျင်တဲ့သူတွေရှိတယ်။အဲအားလေးကိုပိုင်းပြောပေးရင်းနဲ့အဓိကပြောချင်တာလေးတွေလည်းပြောချင်ပါလေ။အဓိကကတော့ ဒီကြောက်ထက်ကြောက်တက်တာကြီးပေါ့ကြောက်တက်တာကြီးကိုဖြိုချမယ်ဆိုတာကတော့ဟိုကြောက်ဆယ်တမျိုးလုံးကတော့လက်မခံခြင်းကြပါဘူး။ဘာကြောင့်လက်မခံညာလဲဆိုတော့ကျွန်တော်တို့တကယ်မီးပညာကိုတကြကြွမ်းကျင်တဲ့ပုံကိုယ်တွေနဲ့ပြန်လည်ပြီးတော့ဘလို့တက်မဲ့လို့ရမလဲဘလို့ပြန်လည်ပြီးတော့ထိမ့်သိမ့်လို့ရမလဲကြာတဲ့နဲ့ကုံကြငွေကုံကြစိတ်ကိုလည်းဒါကြောက်ဆယ်တမျိုးသားလုံးကမျိုးသူမျိုးသားရဲ့အားလုံးကပြန်လည်ပေးဆောင်နိုင်ပါတယ်။ဒါကြီးကိုဖြိုချဖြတ်စည်းလိုက်မှဆိုတမိုင်းအမွေနဲ့ဒီဂျာသဝင်းနေရှိခဲ့တဲ့ဒီကြောက်ထက်တဲ့ကြောက်ထက်ကြောက်တက်တာပေါ့နော်အဲဒီစီဒီတော်ကြီးကို ဟိုဒါရန်ရှင်လူအများစုကလည်းပဲဒါစိတ်နှလုံးမချမ်းမြေ့စရာဖြစ်ပါတယ်အဲ့တော့သက်ဆိုင်ရာလူကြီးမင်းများအနေနဲ့လည်းဒါကိုချင်း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 နဲ့ပြန်လဲစဉ်းစားသုံးသပ်ပြီးဘယ်လိုလှုပ်ဆောင်မလဲဆိုတာကိုလှုပ်ဆောင်ပေးဖို့အတွက်ကိုပိုင်ရဲကိုတိုက်တွန်းလိုက်ပါတယ်ပထမအဦးဆုံးကြောက်ဆက်သူကြောက်ဆက်သားတွေနဲ့ထပ်သူပိုင်ရဲကိုလည်းရှိပါတယ်ဆိုတဲ့အကြောင်းကိုဒါအားလုံးသိစေချင်ပါတယ်ဗျာဒါတကယ်လို့သာဖြိုချလိုက်မှဆိုစိတ်မကောင်းစွာနဲ့ပဲဟို နိုင်ငံရဲ့အပြက်စီးနောက်တစ်ခုထပ်တိုးလာတယ်ဆိုတာမျိုးတမိုင်းရဲ့တမိုင်းရဲ့အပြက်စီးနောက်တစ်ခုထပ်တွေ့ရတယ်ဆိုတာမျိုးကြီးဖြစ်သွားနိုင်ပါတယ်ထိမ့်သိမ့်နိုင်တာလားမထိမ့်သိမ့်နိုင်ဘူးလားဆိုတာတော့တက်ဆိုင်ရန်လူကြီးမင်းများတဲ့အဲတံမိုးရှိတဲ့အသည့်နဲ့တံမိုးရှိတဲ့အတွေးခေါ်ပေါ်မှာပဲမူတည်ပါတယ်ဗျာဒါလေးကိုကျွန်တော်ပြောချင်ပါတယ်ဘလို့ထိမ့်သိမ့်ဆောက်ရှောက်မှဆိုတာနေပညာမြင့်နေနဲ့နောက်ဆုံးအချိန်ခါလေးယူပြီးတော့မှလှုပ်ဆောင်မှဆိုရင်ဒါကောင်းပါလေအခုအချိန်မှအနေရှိနိုင်တဲ့သူတွေကိုဖယ်ရှားပြီးတော့ဒီချိန်ကာလမှာလူကြီးပိုင်းနေတဲ့တန်ငါပိုင်းနေတဲ့ ဟိုတကယ်နိုင်ငံတော်အစိမ့်မြတ်ပုံကိုဒီမှာစီစီစစ်ပြီးတော့เนาะဒါတေးတရားလေးလှုပ်ဆောင်ပေးဖို့ပိုင်ရဲကိုအနေနဲ့တောင်းဆိုလိုက်ပါတယ်ဗျာပိုင်ရဲကိုဒီကြောက်ဆက်သူကြောက်ဆက်သားများ ਨੇ ထတ်တူထတ်မြရှိပါတယ်ဆိုတဲ့အကြောင်းကိုနံပါတ်ဦးစွာပထမဆုံးပြောကြားပြသည်နောက်ဒုတိယပြောချင်တာဟိုပိုင်ရဲကိုဟိုနေ့ကနေပြောမှာကျွန်တော်ဒါနေပြီးတော့နေပြီးတော့ငလီပေးလှူပြီးတော့အကူအပြန်ရောက်ပါတယ်ပြန်ရောက်တဲ့အချိန်မှာဒါ ညဆိုလို့ရှိလို့ချင်းအဖိုးနဲ့အဖွား9000ညူကိုင်းလိုက်ပါတယ်နောက်တစ်ခါကျတော့အောင်ပြေဆုံးညီလေးကလည်းဖုန်းဆက်ပြီးတော့9000ထပ်ပြီးတော့ညူကိုင်းလိုက်တာရှိပါတယ်နောက်ပိုင်ရဲခုကိုလာပြီးတော့စိန်ခေါ်တဲ့သူတယောက်ရှိပါတယ်သူစီမှာအမိုက်တွေရှိတယ်လူတော့လူပဲကျင်တယ်ပတ်စံတော်မရှိအမိုက်တွေရှိတယ်တဲ့လာယူပြီးတော့ရောင်းမှလာတယ်ဆိုလာပါမယ်ပိုင်ရဲခုဒီညနေကိုအဲ့ဒီအမိုက်တွေကိုသူအမိုက်တွေဆိုတာကဘာလဲဆိုကလားဆိုင်ကိုပြန်ရောင်းစားလို့ရတဲ့အမိုက်တွေရှိတယ်တဲ့အဲ့ဒါလာယူပြီးတော့လှူကျင်လူသူလှူကျင်တယ်ဆိုတော့လာယူပေးပါမယ်နော် အဲ့ဒီလိုမျိုးဆိုလို့ကျလှူကျင်တဲ့စိတ်ဆန္ဒနဲ့ပြပိုင်ရင်ကဒါပါရမီဖြည့်ရမယ်ဆိုဘယ်သူပဲခိုင်ခိုင်လှုပ်ပေးပါမယ်။နော်ဒါပိုင်ရင်ကစိတ်စေတနာပါနော်။အားလုံးကျမ်းပါပါစေ။နောက်တစ်ခုအခုဟိုငလျင်အတွေ့အကြုံလေးကိုနည်းနည်းလေးပထမဆုံးပြောချင်တယ်။အချိန်လေးရအောင်နေ။ငလျင်အတွေ့အကြုံပါဆိုလို့ရှိရင်အဲ့မှာဟိုခရိုင်မှုစိုးတက်အောင်ခရိုင်မှုစိုးတက်အောင်လားမသိဘူး။အဲ့ဟိုနေခရိုင်မှုကတော့ တော်တော်ကြီးကိုတော်ပါတယ်သူတို့အလောင်းတွေကောက်နေတဲ့နေရာမှာလောက်တီရှိနေတဲ့နေရာမှာသူတို့တောင်းဒီ deposit ပိုင်ရှင်တွေလိုအပ်တာတွေမှန်သမျှကိုလိုချင်တိုင်းမှများကိုမရရအောင်လှုပ်ဆောင်ပေးတာရှိတယ်မရရအောင်ကယ်တင်ပေးတာရှိတယ်အဲ့ဒီအတွက်ပိုင်ရဲကိုအမြဲတမ်းလက်ကုံမှာအဲ့မှာရှိတဲ့ဟိုတချို့ရဲဘော်လေးတွေဆိုကျွန်တော်နာမည်တွေမှတ်မိတလို့ဆိုလို့ရှိရင်ပြောပြမှာဆိုဘာလဲဇွဲဘယ်သူလည်းမသိပါဘူးသူတို့နာမည်လေးတွေတော့ရှိတယ် 然后他多生多话呢，俺们那边哩的世代，他都爱些不的呀。把老子搂在了，人家不一年能话太阳面好水滴出来，来出来，哎，像样没有？俺老的又说啦，哦，等晚点呐，像样没有？他没有，俺老的又都说来没有？啊，等改天呐，去吧。哎，这弄阿啥的没得做的，大门、山门、西的天路，他看到走到建设一呢，上面建设一里的皮条，这弄阿妈走来走，里来里上空来空用呢，哎，享受在那屋了呗。 ဒီညီလေးကိုစိုးတက်အောင်ကိုလည်းပဲဒါကျွန်တော်အထူးကျေးဇူးတင်လေးစားပါတယ်ကျွန်တော်ငွေ55သိန်းပေးတာကိုလုံးဝမယူပါဘူး55သိန်းကအဲ့မှာပါတဲ့အဖွဲတင်းသူ့အဖွဲတွေအကုန်လုံးလှူပေးဖို့ဆိုတာဒီတဲ့ဆိုးရတဲ့နေရာကိုလှူပေးပါဆိုပြီးတော့ကျွန်တော်ပြန်ပေးလိုက်ပါတယ်ပြန်လှူကိုင်းလိုက်ပါတယ်တကယ်ကိုလေးစားတိုက်တဲ့ပုဂ္ဂိုလ်ပါကျွန်တော်လည်းပိုးတဲ့ဒီကိုကျွန်တော်လှူပေးခဲ့ပါတယ်အဲ့ဒီမှာမှထပ်ပြောချင်တာကဟိုရှာစိုးတက်အောင်နဲ့ကျွန်တော်စကားပြောကြည့်တဲ့နေရာမှာ तू ကလူငယ်ပါဗျာသူ့လိုလူက ီးတော့ဟိုသူတို့အုတ်ထုတ်တဲ့ပုံစံအမတန်ကောင်းမွန်တဲ့အမတန်ကိုပညာတတ်ပညာရှိတဲ့သူကယဉ်ကျေးတယ်ဆိုတာတကယ်မှန်ပါတယ်အောက်တန်းကမဟုတ်တာလဲသိတာဘာဖြစ်လို့ရဲဘော်ရဲဘက်တွေနဲ့အတူတူအိပ်ပြီးအတူတူစားပြီးတော့မှရဲဘော်တွေရဲ့ဒုက္ခကိုလည်းသူကိုယ်တိုင်အကြီးဆုံးဖြစ်နေတော့မှရဲဘော်နဲ့ထပ်တူထပ်မြနေရောညပါရေဆိုလဲရဲဘော်တောက်တဲ့ရေနဲ့အတူတူတောက်ပြီးတော့တကယ်စူးစမ်းလှုပ်ဆောင်ပေးတဲ့ ဆရာဆိုတဲ့နောင်ကိုဒီကနေ့တော့ဂုံယူဝမ်းမြောက်စွာနဲ့ပဲမြန်မာနိုင်ငံမှာဒီလိုသူရဲကောင်းညီငယ်လေးတွေအများဆုံးပေါ်ထွန်းပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်။ဒါနဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေကိုလည်းပဲဒါကျွန်တော်ပြောချင်တာကဒီလိုညီငယ်လေးတွေမျိုးကိုမြန်မာဆက်စားလေးမွေးထုတ်ပေးဖို့เนาะခရိုင်မှုဒီလိုညီငယ်လေးတွေမြန်မာဆက်စားမွေးထုတ်ပေးနိုင်ပါစေလို့ဆုတောင်းပါတယ်။ဒီခရိုင်မှုရဲ့လက်အောက်မှာရှိနေတဲ့ဟိုအရာကြီးအရာငယ်တွေပေါ့နော်သူတို့တွေလည်းပဲဒါစိတ်ချမ်းသာပျော်ရွှင်စွာနဲ့ပဲဒါတိုင်းမီတောင်ဝန်ကိုထမ်းဆောင်ရတာ ပြောပြောချွင်ကြလိမ့်မှာလို့ကျွန်တော်လည်းယုံကြည်ပါတယ်။နောက်အနည်းဟိုကျွန်တော်စီရေးအကြောင်းလေးတွေပြပြောချင်ပါလဲ။အဲရခိုင်မှာကျွန်တော်တို့ area ဟိုညောင်ကျိုးကိုတိုက်တယ်ညောင်ကျိုးကိုရောက်သွားတယ်ဆိုရဲပုံစံမျိုးတွေဒါတွေဖြစ်လာတာရှိတယ်။အမှန်တကယ်ကတော့အဟိုနေမော့ဘာလို့ဆုတ်ပေးလိုက်ရလဲဆိုလို့ချင်းကျွန်တော်အဲ့ဒီမှာငလင်တန်ကြောင့်အကွဲကုန်တာတွေရှိတယ်။ငလင်တန်ကြောင့်တော့ကြောက်တဲ့တချို့အဲ့မြန်မာရှိတဲ့တဲ့တချို့ဟာလေးတွေကကျွန်တော်တို့အခက်အခဲဖြစ်လာတဲ့နေရာလေးရှိတယ်။တဘာဝပေးကြောင့်အဲ့ဒီမှာကျွန်တော်တို့က နောက်ဆုံးပေးလိုက်တဲ့အပေါ်ကတကယ်လို့ တမလောနဲ့ရနေရနေပြီးတော့20နည်းနည်းထိထိနားပြီးမှလို့ပြောတာပဲမဲ့သူတို့တွေကဒီချိန်မှာအခွင့်ကောင်းဆိုပြီးဝင်တိုက်တဲ့ချိန်မှာတမလောကလည်းမဖြစ်မနေဖြစ်လှုပ်ရတယ်လှုပ်ရတဲ့ခါမှာလည်းဒါတကဘာလုံးတိအောင်လဲဒါတိအောင်ပြောပြီးတော့မှလှုပ်ရတာဖြစ်တယ်သူပြစ်ခတ်ရက်ဆဲပြီးတာလည်းလာတက်ခဲ့တယ်အခုမဲဟိုကယ်ဆယ်ရေးဖွဲ့တွေဆိုလည်းအငြင်းတန်းလို့ကျွန်တော်တို့ဒါကယ်ဆယ်ရေးသွားတဲ့သူတွေဆိုတော့မိုင်းဆွဲတိုက်ခိုက်ခံတာတစ်မျိုးပြစ်သက်ခံတာတစ်မျိုးကားလူပြေးသွားတာတစ်မျိုးဒါလည်းအမျိုးမျိုးဖြစ်နေတယ်ဒီကအဲ့ဒီရုံမှမှုတွေအားလုံးကအရင်ဆိုင်နေဖြစ်သွားပြီးဆိုတာကဒါပြည်သူတရက်လုံးတနိုင်ငံ လုံးလက်မခံလို့မရတော့ဖြစ်သွားပြီเนาะဒီကျွန်တော်တို့ဟိုဆေးဟုတ်ချွေမကြိုက်လို့အာဆေအာနာရှင်မကြိုက်လို့ဆိုအခုကဆေအာနာရှင်လည်းဒါမကြခင်မှာသူတို့ဆေအာနာရှင်တို့တုံးတုံးနေတဲ့ပုံကွာလည်းပဲမကြခင်မှာရွေးကောက်ပွဲလှုပ်ဆောင်ပြီးတော့အားလုံးအေးစေးအောင်ဖြစ်ပြန်လဲဖြစ်ဆောင်ပြီးလှုပ်ဆောင်ပေးပါမယ်ဆိုတာကိုဒါသူတို့တည်တည်နေဆိုတာကဒါကဆေအာနာရှင်ကိုတော်လန်တာမဟုတ်တော့ဘဲနဲ့ သူတို့ကဘာဖြစ်တယ်လဲဆိုတော့မိမိအကျိုးစီးပွားအတွက်တာနေလှုပ်ဆောင်နေကြတဲ့ပုံကမျိုးအကျန်းဖက်တီးတန့်တစ်ခုသာလဲနိုင်ငံပြစီရပြစီကြောင်းအဲ့ဟိုလှုပ်ဆောင်နေကြတာဒါပေါ်လွင်သွားတာဖြစ်တယ်ပေါ်လွင်နေတာလည်းဖြစ်တယ်နိုင်ငံတကာနေပေါ်မှာကျွန်တော်တို့ဗီယက်နမ်လို့ဟိုနေပါလဲ issue လို့ပါညာကျွန်တော်နဲ့အမြဲတမ်းကျွန်တော်နဲ့ချုပ်တွေ့တဲ့စကားတွေပြောတယ်သူတို့ကလှုပ်ဆောင်နေတယ်သူများနိုင်ငံတော်မှာပေမန့်စင်းရဲခံပြီးလှုပ်ဆောင်ပေးနေတာကိုကိုယ်နိုင်ငံမှာရှိတဲ့လူတွေကဒီလိုမျိုးလှုပ်တာတော့ဒါဝမ်းနေစွာပဲချုပ်တွေ့ရတာဖြစ်တယ်သူတို့တွေကတော့ပျော်ရွှင်စွာနဲ့ပဲဒါအလောင်းလေးကို ဓာတ်ပေါ်တွေကိုပုံစံနေရဈာတွေမှာသာတူးကွာပြီးတော့အသက်အသက်တရားဆာနော်ရင်းနေပြီးလှုပ်ဆောင်ပေးတဲ့နိုင်ငံတကာလာပြီးတော့နော်15နိုင်ငံလောက်ရှိတယ်အဲ့ဒါကိုဒီက PDF တွေကတလူမျိုးဆွဲတယ်ဆိုတော့ဒါတိုင်းပြည်မှာတကယ်ကိုအကြီးတန်းရုပ်ဆိုးတယ်လို့ပဲပြောချင်တယ်နော်ဗမော်မှာလည်းသူတို့အမြင်နဲ့လာလာတိုက်တယ်ဗမော်ဟွန်းနင်းနာထီကိုလာတယ်ထောင်နာထီကိုရောက်အောင်လာကြတယ်အဲအယောက်30နဲ့လုံးလိုက်50နဲ့လုံးလိုက်ပြီးထွက်ပြေးလိုက်ကြတဲ့လာလာလုံးကြတာရှိတယ်နောက်တစ်ခါကျတော့ကျော်တို့ ဟိုမိုးပြဲလဲဒီတိုင်းပဲနောက်တခါလာရှူကတော့ဒါသူတို့တရလဲဟိုနေ MNDA ကတော့စုပ်ပဲစုပ်တဲ့အချိန်ကြာလို့ရှင်လို့ရှင်စုပ်မှန်ပေါ့နှစ်ဆက်တဲ့နဲ့မတိုင်စုပ်မှန်ဆိုဆေးရုံနေပါညာလေးသူတို့တော်တော်များများစုပ်သွားကြပြီအဲသူတို့နဲ့ပါတနာတွေတော့နည်းနည်းပါးပါးကြံ့နေအဲ့ဒီပါတနာဆိုတဲ့ညမှာမြန်မာပြည်ရဲ့လက်ကောင်ဆိုတာဘာသူဖြစ်မလဲတော့မသိဘူးအဲ့မှာပေါ်မှာပေါ့နော်သူတို့ရဲ့လက်ကင်တုတ်တရားဒီမှာဘလို့နောက်တက်လာနောက်ပြန်ရောက်လာမဲ့ နိုင်ငံတော်အစိုးရကဘယ်လိုလှုပ်ဆောင်မလဲဆိုတာမသိသူတို့ရဲ့တမိုင်းရဆိုရင်စိုးတွေရတော့အဲ့မှာရှိတဲ့လူတွေကအကုန်လုံးကတီထားပြီးသားဖြစ်တာပေါ့နော်လာချိုးမှရှိနေတဲ့အဲ့လူတွေကဘာဖြစ်လဲဟိုဝန်ထမ်းအင်အားတွေကိုဖြိုပြမယ်အိုင်ဒီယာပစ္စည်းတွေယူမယ်တပ်မတော်သားတွေပြန်သူနဲ့မတည့်တဲ့လူတွေအစိမ့်မပြတဲ့လူတွေဒလန်ဆိုပြီးပြောနောက်ကတချို့စစ်သားတွေရှိတယ်ဟိုဝန်ထမ်းတက်ကကျွန်တော်ဒါတခါပြောမှုပါတယ်အိုက်ဆရာကြီးတွေနော် ူ့ရဲ့သားလေးဆို PDF ကဘိုးလေးဖြစ်လို့ဖြစ်ပါရဲ့ဖြစ်လို့ဖြစ်ပြီးတော့ပင်စင်လာတာလည်းယနေ့ချိန်ထိစားနေရတယ်အဲ့ဒီပုံကောင်တွေကတော့နည်းနည်းတတိထားဖို့လိုချင်တယ်တတိထားအဲ့မှာနှလုံးသွင်းရောင်းရင်တိုက်ဝိုင်းကြီးနဲ့ဝင်နေတက်တာမှနေတဲ့ပုံကောင်တွေဒါကျွန်တော်တို့ဒီမှာရောင်းနေတဲ့တတင်းတွေကတော့အများကြီးပဲရှိတယ်သို့တော်လည်းပဲကျွန်တော်ကတဦးသားတည်းတဦးသားတည်းမရှိဘူးအချိန်တန်လို့ချင်းသူကန်ကန်ရဲ့အကျိုးနဲ့အာဟုတုတော်ကအာဟုတုနဲ့သွားမယ်အခုဒီချိန်မှာတော့ဒါမန္တလေးမှာမိုးရွာနေတယ်မိုးရွာနေတဲ့အချိန်မှာဒီလိုပဲကျွန်တော်တို့မြတ်စွာဘုရားရှင်လက်ထက်မှာဆိုတောင်ရိပ်ပြီမှာဒါကျွန်တော်တို့တဘာဝကပ်ပြီးဆိုင်တဲ့ ဝေဒာလီပြီမှာလားမသိပါဘူးဒါတဘာဝဘေးကတ်ဆိုင်တဲ့အချိန်မှာအလောင်းတွေပုတ်စော်တွေအကုန်လုံးနန်နေတဲ့အဲ့မျိုးယူပါပြတဲ့တော့ဟိုမိုးရွာပြီးတော့မှပြန်စိတ်ချတာရှိတယ်အဲ့ကပြီးသွားတဲ့ခါမှာဒီတိုင်းပြည်ရာတာယာဝါပြောသွားတာရှိတယ်အဲ့တော့မန္တလေးမြို့ကလည်းဒီလိုပုံစံမျိုးစုံတွေ့နေရတဲ့အတွက်ကျွန်တော်အနေနဲ့မကြခင်မှာမန္တလေးမြို့သူမြို့သားနဲ့အတူပိုင်ရက်ကိုလည်းရှိနေပါတယ်အားလုံးပျော်ရွှင်စွာနဲ့ပဲအားလုံးကျွန်တော်တို့ဘဝကိုဖြတ်တန်းကြအောင်မယ်လို့ဒါပြောချင်ပါတယ်မန္တလေးသူမန္တလေးသားတွေဝိုက်တင်းမှာနောက်တစ်ခါကြလို့ဆင်လို့ချင်း အဲကျွန်တော်တို့စကိုင်းသူစကိုင်းသားလေးအတင်းထားကြပါเนาะအခုကတော့အားလုံး AC ဖြစ်သွားပြီတက်တက်ပိုင်ရဲကိုလည်းပြောပါတယ်အခုပိုင်ရဲကိုလူကိုင်းသားနဲ့ပတ်စံပိုင်ရဲကိုတရားနေပြီးတော့ပြန်လှူပေးလိုက်ပါမယ်เนาะအားလုံးကျန်းမာပါစေပျော်ရွှင်ကြပါစေလူရဆန္ဒတွေပြည့်ပါစေကြောင်းစုမကောင်တောင်းနေပဲအားလုံးပျော်ရွှင်ပါစေကြောင်းကိုเนาะဒါပိုင်ရဲကိုကြောင်းလာပြီဆိုတော့ကြောင်းပြောပြပါနောက်နေ့ဆက်ပြီးစစ်တရေနေအားလုံးကိုကျင်းပြပေးပါမယ်ဗျာ sweet day night